ပတ်စံမချနိုင်သေးဘူးလို့လူရထင်ထားတာဒါပေမဲ့အဲ့ဒီအမြင်ကိုချိုးဖြတ်လိုက်တဲ့အခါမှာလူရအံ့ဩသွားတယ်ဒီကောင်ပတ်စံချနိုင်တာပဲ ဆိုပြီးဖြစ်သွားတယ်။ Okay ကျွန်တော်ဒီနေ့ဗာပြောမှာလဲဆိုလို့ရှိရင်ဘာလို့လူတွေကပတ်စံရှိတဲ့လူငယ်တွေကို respect ပေးရလဲဆိုတာကိုပြပြပေးမယ်။မင်္ဂလာပါကျွန်တော်အောင်ဆောင်အမှာတုံညာရင်တက်ကိုပြောင်းနိုင်တဲ့အသက်25နှစ်ရွယ်လူငယ်ချက်ဖြစ်ပါတယ်။လူငယ်တွေကိုအတိုင်းဝန်းချင်းချင်းတောင်မှပတ်စံမရှာနိုင်သေးလို့ရှိရင် respect မပေးဘူး။မလေးစားဘူးပေါ့နော်အနည်းဆုံးလူချင်းချင်းတော့မှဒီလူငယ်လေးကပတ်စံချင်နေဆိုလို့ရှိရင်သူ့အော်တိုလေးစားလာတာသူ့အော်တိုရက်စပက်ပေးလာသူ့နေရံပေးလာတာအဲဒါတဘာဝပဲဒါမှမဟုတ်ဒါဘာကြောင့်လဲပေါ့နော်ဒါတဘာဝပဲဒါပတ်စံရှိရဲ့ရှိရဲ့လူမျက်နှာလိုက်တာလည်းမဟုတ်ဘူးဘာကြောင့်လဲပေါ့ ူကနံပါတ်1ကတော့သူက embrace the character character ကိုချိုးဖျက်လိုက်လို့လူတွေထင်ရှားတာကလူငယ်ဆိုလို့ရှိရင်အမြဲတိုင်ပတ်နေမယ်ဟိုအခုစူးစမ်းနေတဲ့အချိန်ဂျုံးကန်နေတဲ့အချိန်မိဘစီကထောက်ပံ့မှုယူနီယာတည်းရဲ့အချိန်ပတ်စံမချနိုင်သေးဘူးလို့လူတွေကထင်ထားတာဒါပေမဲ့အဲ့ဒီအမြင်ကိုချိုးဖျက်လိုက်တဲ့အခါမှာလူတွေကအံ့ဩပါတယ် ီကောင်ပတ်စံရှာနေတာပဲဆိုပြီးဖြစ်သွားတယ်ဆိုတော့အဲ့ဒါလူယူအန်အနှင့်စေတယ်အဲ့ဒါလူယူလေးစားစေတယ်နံပါတ်၁ချက်ကတော့သူ embrace the character ဖြစ်ပါတယ်နံပါတ်၂ကတော့ master recreate many ပေါ့နော်ကျွမ်းကျင်မှုကပတ်စံကိုရှာပေးတယ်လူငယ်ယောက်ကတနေရာမှာကျွမ်းကျင်နေတဲ့အခါမှာအသက်ငယ်ငယ်နဲ့ကျွမ်းကျင်နေတဲ့အခါမှာပတ်စံရတယ်ပေါ့နော်ပတ်စံရတော့အော်ဒီကောင်ငယ်ရွယ်နဲ့ကျွမ်းကျင်နေရပဲငယ်ရွယ်နဲ့ငါအောင်မလုပ်နိုင်တာသူလုပ်နိုင်တာပဲဒီကောင်အပြောမဟုတ်ဘူးအလုပ်လုပ်နေတဲ့လူပဲဆိုတော့လူရဲ့မြင်လာတယ်အဲ့တော့ဘယ်လိုပြောမလဲလူရဲ့ respect ပေးရယ် နံပါတ်3မန်နီပါဝါပေါ့နော်လူတွေကပတ်စံရှိတဲ့လူစကားပြောလို့ရှိရင်နားထောင်ကြတယ်လူတွေပတ်စံရှိတဲ့လူကိုလေးစားကြတယ်တတဘာဝပဲဘာလို့လဲဆိုတော့တို့တဘာလုံးကြိုးစားခဲ့တယ်တို့ရုံးငံခဲ့တာကိုလူတွေအတိမတ်ပြူတယ်စိတ်ထဲကနေဘယ်လိုပြောမလဲလူတွေအတိမတ်ပြူပြီးသားဆိုတော့ပတ်စံရှိတဲ့လူတွေကြိုးစားခဲ့တဲ့လူဆိုတာကိုတို့ကဟိုလိုပြောမလဲ တွဲမြင်မိတာစူးစမ်းရတဲ့လူနဲ့အဲစူးစမ်းခဲ့တဲ့လူပေါ့နော်အောင်မြင်ခဲ့တဲ့လူနဲ့ပတ်စံရှိတဲ့လူနဲ့ဆိုတော့လူရဲ့တွဲမြင်မိတာဆိုတော့ပတ်စံရှိရဆိုလို့ရှိရင်လူရဲ့အော်တိုအထင်ကြီးပြီးတာသူတို့စကားဆိုရင်စကားဖြစ်ပြီးတာပေါ့နော်ပြောရရင်စကားမဖြစ်ဘူးဒါပေမဲ့ပတ်စံရှိတဲ့လူပြောလို့ရှိရင်စကားဖြစ်ပြီးတာ ဘာလို့လဲဆိုတော့ခုနကကျွန်ပြောခဲ့တဲ့အတိုင်းပဲပေါ့နော်လူရယူစားခဲ့တဲ့ဟာကိုအတိမဲ့ပြူပြီးသားဒါရဲ့အလကားရတာမဟုတ်ဘူးဆိုတော့လူရတိပြီးသားပေါ့ဆိုတော့ဒီသုံးချက်ကြောင့်ပတ်စံရှိရလူငယ်တွေကိုလူရလေးစားလေးစားကြတယ် respect ပေးကြတယ်ဆိုတော့ကျွန်တော်က character break လုပ်ဖြစ်ရမယ်ဟိုဘယ်လိုပြောမလဲအသက်30ကျော်တိစောင့်လို့မရဘူးပတ်စံအစောစီးရှိလို့ရတယ်ပတ်စံအစောစီးကိုယ်စီလောင်လို့လို့ရတယ်အမောက်များတဲ့ပတ်စံပတ်စံကိုကိုရီးယားစောစောစီးစီးကင်လို့ရတယ်စီမံခန့်ခွဲလို့ရတယ်ကျွန်တော်ကလူငယ်ဆိုတဲ့အတိုင်းပဲဒီ society ရဲ့စံနှုန်းအရ society ရဲ့ norm ပေါ့ norm အရအမြဲတမ်းကြိုးစား နေရလို့အမြဲတမ်းတိုင်ပတ်နေရလို့ရည်စားကိစ္စနဲ့တိုင်ပတ်နေရလို့အမြဲတမ်းတစ်လည်နေရလို့ဖြစ်လို့မရအောင်ကာရက်တာကိုချုပ်ဖြတ်လို့ရတယ်ကိုကျွမ်းကျင်တဲ့အရာနဲ့ပတ်စံရှာအောင်လုပ်လို့ရတယ်ပတ်စံလာအောင် လုပ်လို့ရတယ်ဆိုတော့ကျွန်တော်အဲ့အရာလေးကို message ပေးခြင်းနဲ့ဒါကတော့ဘာကြောင့်လူတွေကပတ်စံရှိတဲ့လူငယ်တွေကိုလေးစားတာလဲဆိုတော့ကျွန်တော်ပြပချင်းဖြစ်တဲ့မင်္ဂလာမှာကျွန်တော်အောင်ဆောင်ရမှာ၃ညရဲ့အတွက်ကိုပြောင်းနိုင်တဲ့အသက်25နှစ်ရွယ်လူငယ်တွေဖြစ်ပါကျေးဇူးတင်ပါတယ်